မလီဝမ်ဆာချောင်းမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့ညရှမ်းပြည်အတန်ရဲ့ pocket အစီအစဉ်လေးကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှမ်းပြည် data နဲ့ပြည်တွင်းပြည်ပကသတင်းတွေကိုစုစည်းနှาศင်တော့ကြရမှာပါဒီနေ့ညအတွက်သတင်းတွေမှာတော့ဖကန့်မြို့နယ်ထက်ကိုစစ်ကြောင်းအသစ်ဝင်ရောက်လာပြီးတဲ့နောက်တိုက်ပွဲတွေရက်ဆက်ဖြစ်ပွားနေတဲ့သတင်းကချင်ပြည်နယ်ထက်ကမြို့နယ်တချို့မှာရှမ်းနှစ်တကူပွဲတော်တွေပြန်လည်ကျင်းပသွားမယ်တဲ့သတင်း ကေကေပတ်နေမြေအတွင်းကကြားဖြတ်အဆောက်အဦငါးပုံတပုံကိုစစ်တကဖြိုချခဲ့တဲ့တဲ့တင်တေယုအလိုရှိနေတဲ့ရှီချင်ကျန်းကိုထိုင်းကလွဲပြောင်းပေးလိုက်တဲ့တဲ့တင်တွေကိုနားဆင်သွားကြမှာပဲဖြစ်ပါတယ်ဟကမြူနယ်ထဲကိုစစ်ကြောင်းအစ်စ်တွေဝင်ရောက်လာပြီးနောက်တိုက်ပွဲတွေရက်ဆက်ဖြစ်ပွားနေတဲ့တည်င်းကိုပြောပြပေးပါမယ် အကံမြုံနယ်တွင်ကနေအော်တိုဘားလာမှာတပ်ပြန်ဆုတ်ခဲ့တဲ့တမတုံတုံးရဲ့နေရာမှာစစ်ကြောင်းအစ်တတစ်ခုပြန်လည်ဝင်ရောက်လာနေပြီးတိုက်ပွဲတွေဟာရက်ဆက်ဖြစ်ပွားလာနေတယ်လို့ဖာကန်ဒေတာခန်တွေစီကနေတီးရပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာစစ်ကြောင်းတွေကဖာကန်မြုံနယ်ထဲရောက်ရှိလာပြီးမော်စီစာကျေးရွာနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ဒေတာခန်ကြောက်စိန်ကုံတဲ့တူကတော့အခုလိုပြောပြပါဗျာ။အဲ့ဒီမှာလေးတစ်ပတ်ကားစစ်ကြောင်းစစ်ကားတွေအဲအစ်စ်စစ်ချင်းတာသူတို့စစ်ချင်းတာအခုရွာရွာစစ်ချင်းတာကိုဘုရားအစ်စ် ုတက်သွားတာဘေးရပိုင်းဆိုတော့လေးရစုပြီးဒီနေ့မှတန်းတက်သွားရဖြစ်တယ်အခုဟိုဘက်ကလည်းချတယ်ဒီနေ့လည်းဖြစ်ပြီလေဆိုတော့ဘာကောင်နေကြမှာတည်းကတက်သွားရစမယ်ဘယ်နာမစူဇာမစူဇာမစူဇာမနမ်းမနီကနိုဝင်ဘာလ17ရက်နေ့ညမှာကန်စီကျေးရွာနီးတဝိုက်ကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လည်းသိရပါဗျ။ထိခိုက်မှုအခြေအနေတွေကိုတော့မသိရှိရသေးပါဘူး။နိုဝင်ဘာလ10ရက်နေ့မှာလည်းမော်စီဆာကျေးရွာနီးမှာ ပုံပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့စစ်တပ်ရဲ့ရင်တန်းတစ်ခုမိုင်းထောင်ဖောက်ခွဲခံရမှုတွေဖြစ်ပွားပြီးအယက်တားတွေထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဗကတ်မြို့နယ်အတွင်းမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာပြီးတဲ့နောက်ည၈နိုင်ကနေမနက်၆နိုင်အထိညမထွက်ရဒေသန္တရအမိတ်တရက်ကိုလည်းကြီးညာထားတယ်လို့ဆိုပါတယ်။ညချင်းနိုင်ကြတယ်မနေ့6နိုင်ဟုတ်တာပါလေ

ကျေးရွာတွေကိုထိန်းချုပ်ထားတာလည်းဖြစ်ပါတယ် ကချင်ပြည်နယ်ကမြို့နယ်တချို့မှာရှမ်းနှစ်တကူပွဲတော်များပြန့်လည်ကျင်းပတော်မဲ့တည်င်းကို ပြောပြပေးသွားပါမယ်။ကချင်ပြည်နယ်ရှိရှမ်းမျိုးနယ်စုများကကာလတန်ကြာရက်နာထားရတဲ့ရှမ်းနှစ်တကူပွဲတော်တွေကိုပြန့်လည်ကျင်းပတော်မယ်လို့သိရပါတယ်။ရှမ်းနှစ်2120ခုနှစ်နှစ်တကူပွဲတော်ကိုဒေတာအလိုက်ကျင်းပမယ်အစီအစဉ်တွေရှိနေတယ်လို့ရှမ်းမျိုးနယ်စုများစုပေါင်းပြီးပွဲလည်းပြုလုပ်တော်မယ်လို့သိရပါတယ်။ ဒီမှာလဲရှမ်းငါးမျိုးပေါင်းပြီးတော့မှလုပ်ဖို့နှစ်တကူကိုအစည်းအဝေးလုပ်နေတယ်ဒီနှစ်တော့ရှမ်းငါးမျိုးလုံးပေါင်းပြီးတော့မှလုပ်မယ်လို့ပြောတဲ့အခုတော့ပြန်စကြမယ်ရှမ်းငါးမျိုးဥက္ကဋ္ဌကတော့အကြီးကျယ်လုပ်ကြရအောင်လို့ပြောနေတာရှိတယ် ရှမ်းအရက်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူတဦးကပြောပါရယ်ဒီနေ့နိုဝင်ဘာလ12ရက်နေ့မှာပွဲတော်ဖြစ်မြောက်ရေးအတွက်အစည်းအဝေးတစ်ခုကိုလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်ရှမ်းမျိုးနွယ်စုများစုပေါင်းပြီးနှစ်တက်ကူပွဲတော်ဟာ2015ခုနှစ်မှ2019ခုနှစ်အထိတိုက်တိုက်ဝင်ဝင်ကျင်းပခဲ့ပေမဲ့စုပေါင်းပြီးမကျင်းပတာ9နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်ရှမ်းမျိုးနွယ်စုတွေရဲ့စုပေါင်းနှစ်တက်ကူပွဲတော်တွေကိုပြည်내အဆင့်တက်မှတ်ပြီးကျင်းပတာလည်းဖြစ်ပါတယ်2020ခုနှစ်ကတ်ယောဂနဲ့2020 2021ခုနှစ်အာနာသိမ်းမှုနောက်ပိုင်းမှာကျင်းပနိုင်ခြင်းမရှိတော့ဘဲဒေတာအလိုက်အချင်းချုံးတာကျင်းပခဲ့တာဖြစ်ပြီးအခုနှစ်မှာဖြောဖြေးပွဲတွေပါတဲ့ပွဲတွေကိုပြန်လည်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။မွန်ညင်းမြို့နယ်အင်းတော်ကြီးဒေတာမှာလည်းအင်းတော်ကြီးဒေတာလုံးဆိုင်ရာကောက်ဦးစွန်ကတ်လူပွဲတော်နဲ့နှစ်တကူပွဲတော်ကို ပြန်လည်ပြုလုပ်သွားမှာဖြစ်ကြောင်းပွဲကျင်းပရေးကော်မတီစီကနေတည်ရပါတယ်။နှစ်တကူကတော့ဒီနှစ်နှစ်တကူညမှာပဲအ ကျင်းချုံကျင်းပတော့မယ်လာမယ်လာပြင်းနေနော်တော်လာပြင်းနေမှာအင်ဒိုဂျီတတလုံးဆိုင်ရာကိုကျင်းပပြုလုပ်တော့မှာပါတူကပြောပါတယ်ကချင်ပြည်နယ်အတွင်းမှာရှမ်းနီတိုင်းလုံတိုင်းစာတိုင်းခန်တီတိုင်းလူစာတိရှမ်းတိုင်းရင်သား၅မျိုးနေထိုင်ကြတာလည်းဖြစ်ပါတယ်ကေကေပတ်နမီအတွင်ကကြဖြန့်အဆောက်ဦး၅ပုံတပုံကိုစစ်တပ်ကဖြုတ်ချခဲ့တဲ့တင်ပြောပြပေးပါမယ်။ထိုင်းနိုင်ငံနဲ့စကတ်တဆင်းမြောက်ရီမြို့ကိုဝင်ရောက်လာခဲ့တဲ့ တရားမဝင်ကြားဖြန့်ကျူးလွန်သူနိုင်ငံခြားသား90ရာခိုင်နှုန်းကိုစစ်ကော်မရှင်ကတပ်ဆိုင်ရာနိုင်ငံတွေစီကိုပြင်းထန်တံလွဲပြောင်းပေးပြီးတဲ့နောက် KK ပတ်နေမြေအတွင်းအဆောက်အဦတချို့ဖြိုချဖျက်ဆီးခဲ့တယ်လို့စစ်ကော်မရှင်ရဲ့လူမှုသတင်းစာတွေကနေကြေညာလာပါတယ်။ကင်းပြည်နယ်မြောက်ရီမြို့မင်းထော်တလေးရွာ KK ပတ်နေမြေအတွင်းအဆောက်အဦတွေထဲကစုံ ABC တွေအလိုက်ရှိနေတာလည်းဖြစ်ပါတယ်။ အဲ့ဒီဝင်းအတွက်မှာလူနေအိမ်တွေအဆောက်အဦတွေစီးကန်းတွေကိုတောင်တွေပါဝင်နေပြီးဇုံအိမ်ထဲမှာတော့အဆောက်အဦ148လုံး၊ဇုံဘီထဲမှာတော့83လုံး၊ဇုံစီထဲမှာ414လုံးအပါအဝင် စုစုပေါင်း635လုံးရှိတယ်လို့လည်းဆိုပါရစေ။အဲ့ဒီအဆောက်အဦအားလုံးကိုဖြိုချသွားမယ်လို့ဆိုပါရစေ။နိုဝင်ဘာလ17ရက်နေ့အထိအဆောက်အဦ130ကိုဖြိုချသွားခဲ့တာဖြစ်ပြီးတော့ဂျန်နဲ့925လုံးကိုတော့ဆက်လက်ဖြိုချသွားမယ်လို့လည်းဆိုပါရစေ။ ဆောင်တုံးဆောင်မှာရှိတဲ့အသုံးပြုထားတဲ့ပစ္စည်းတွေဖြစ်တဲ့ internet starlink စက်တွေမိစက်တွေလူတုံးကုန်ပစ္စည်းတွေဟာထိုင်းကုန်တွေတွေစီကနေတရားမဝင်လမ်းကြောင်းကနေတဆင်းထောက်ပံ့ရောင်းချခဲ့တာလို့လဲဆိုပါရယ်စစ်ကော်မရှင်ကတော့တရားမဝင်ကြားဖြန်တဲ့ online လောင်းကစားတွေကိုပတ်ဝန်းလုံဆောင်ပတ်သက်နေတဲ့အားလုံးကိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဖော်ထုတ်အရေးယူသွားမှုတွေကိုဆက်လက်လုံဆောင်သွားမယ်လို့လဲကြေညာထားပါရယ်တရုတ်နိုင်ငံကအလို့ရှိနေတဲ့ ြားဖြန့်ကောင်းဆောင်လို့ဆိုတဲ့ရှီကြည်ကျန်းကိုထိုင်းကလွှဲပြောင်းပေးတဲ့သတင်းပြောပြပေးပါမယ်။ထိုင်းနိုင်ငံရဲ့ဗဟုစုံဆိုင်စစ်ဆေးရေးဘျူရို CIB ကဒီကနေ့နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့မှာတရုတ်နိုင်ငံကအလို့ရှိနေတဲ့တရုတ်ကမ္ဘောဒီးယားနိုင်ငံသားရှီကြည်ကျန်းကိုလွှဲပြောင်းပေးလိုက်ပြီလေဖြစ်ပါတယ်။တရုတ်ကမ္ဘောဒီးယားနိုင်ငံသားရှီကြည်ကျန်းကိုတရားမဝင် online ကာစီနိုတွေတီထောင်လှည့်ပတ်မှုနဲ့ဆွဲချက်တင်ဖို့လွှဲပြောင်းပေးခဲ့တယ်လို့ Thai Nation သတင်းကရေးသားပါတယ်။ ထိုင်းဗဟုဆုံဆန်းစစ်ဆေးရေးဘျူရို CIP ကနေကွန်မန်ဒိုတပ်ဖွဲ့တစ်ခုဟာရှီဂျီချန်ကိုဘန်ကောက်ရမန်အချင်းထောင်ကနေတဆင့်တူဝနာဘူမီရဲစခန်းမှာထိန်တေးစခန်းကိုခေါ်ဆောင်ပြီးတဲ့နောက်တရုတ်အာဏာပိုင်တွေထံကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။တနင်္လာနေ့မှာအယူခံခဲ့တဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်အရရှီဂျီချန်ကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့အောက်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။ဆုံးဖြတ်ချက်ဟာအပြစ်သက်ဆုံးဖြတ်ချက်ချတဲ့နေ့ကနေရက်90အတွင်း ရုပ်နိုင်ငံကိုလွှဲပြောင်းပေးဖို့အမိန့်ချခဲ့တာလည်းဖြစ်ပါတယ်သူဟာစုစုပေါင်းငွေတားဆီးဆင်းမှုယွမ်းနှစ်တတမ9.9 trillion ဘတ်စနစ်တတမ6 trillion ခန့်ကျော်လွန်တဲ့ကာစီနို website 939ခုကျော်ကိုတည်ထောင်ခဲ့တာနဲ့စီမံခန့်ခွဲတာတွေကိုညွှန်ကြားခဲ့တာလို့ဆွဆွဲခံရသူတွေဖြစ်ပါတယ် ဒါပြင်တရုတ်လောင်းကစားသမားတွေကိုပြစ်မှတ်ထားတဲ့ကာစီနိုအဆောက်အဦနှစ်ခုကိုလက်ခံဖွင့်လှစ်ထားတဲ့မြန်မာနိုင်ငံဘက်ကရွှေကုတ်ကိုအထူးစီးပွားရေးစီမံကိန်းစုံ Asia Pacific Fate Mutual စီမံကိန်းဖွင့်ပြတိုးတက်ရေးမှာလည်းပါဝင်ပတ်တက်ခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ရွှေကုတ်ကို Mutual စီမံကိန်းကိုရှီချီကျင်းရဲ့ရထိုက်ကုမ္ပဏီအုပ်စုကအကောင့်ထဲပေါ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ COVID-19 ကရောဂါနောက်ပိုင်းထိုင်းမြန်မာလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကြားမှာရှိတဲ့နေဆက်ဒေတာတွေမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေအတွက်အချက်ချာကျတဲ့နေရာဖြစ်လာခဲ့ပြီးတော့ကုလတမကကအဲ့ဒီဝင်းတွေမှာအလုပ်လုပ်ကင်ဖို့အတင်းကျပ်စီခိုင်းခံရတဲ့ထောင်ပေါင်းများစွာသောလူတွေကလူကုန်ကူးမှုကနေဒေါ်လာဘီလီယံပေါင်းများစွာရရှိခဲ့တယ်လို့လည်းပြောဆိုထားပါတယ်အမေရိကန်ရဲ့တိုက်ခတ်မှုအတွက်ပျောက်ကြားနီးနဲ့တုံ့ပြန်ဖို့ဗီနီဇွဲလားစစ်တပ်ကပြင်ဆင်နေတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ ဗီနီဇွဲလားနိုင်ငံဟာဆယ်စုနှစ်များစွာတည်တံ့ရှိတဲ့ရုရှားလုပ်ပစ္စည်းတွေအပါအဝင် လက်နက်တွေကိုဖြန့်ချက်ထားနေပြီးအမေရိကန်ရဲ့လေကြောင်းတမမဟုတ်မြေပြင်တိုက်ခတ်မှုတွေဖြစ်ပွားလာရင်ပျောက်ကြားတပ်ဖွဲ့ပုံစံနဲ့ခုခံဖို့အတွက်ပြုလုပ်နေတယ်လို့ရိုက်တာသတင်းဌာနကဤသားပါတယ်။ တည်ချင်းကမှုဟာတောင်အမေရိကနိုင်ငံရဲ့ဝန်ထမ်းနဲ့ပစ္စည်းကိရိယာတွေပြက်လက်မှုကိုပုံပွင့်လင်းလင်းဝန်ခံခြင်းဖြစ်တယ်လို့ရိုက်တာတင်းတရက်ကလည်းဆိုထားပါတယ်။အမေရိကန်ဒေါမနာဒေါ်နယ်ထရန့်ဟာဗင်နီဇွဲလားနိုင်ငံမှာမြေပြင်စစ်ဆင်ရေးဖြစ်လာနိုင်ခြေကိုအကြံပြုထားခဲ့ပြီးကာရီဘီယံကမူရီစီဝါရောင်းဝယ်မှုတွေလို့ယူဆရတဲ့တင်းပေါ်တွေကိုအကြိမ်ကြိမ်တိုက်ခိုက်မှုနဲ့ ဒေတာတွင်မှလည်းအမေရိကန်စစ်တပ်ကြီးတခုတည်ဆောက်နေပြီးတဲ့နောက်မြေပြင်နောက်ထပ်ဖြစ်လာလိမ့်မယ်လို့လည်းပြောကြားထားပါတယ်။အဲဒီနောက်ပိုင်းဗင်နီဇွဲလားနိုင်ငံအတွင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့စဉ်းစားနေတာကိုတော့ညှင်းဆို့ခဲ့ပါတယ်။အမေရိကန်စစ်တပ်ဟာလိချင်မှုမရှိတာလုခလာစာနေပါတာနဲ့ယိုယွင်းနေတဲ့ပစ္စည်းကိရိယာတွေကြောင့်အားနည်းနေတဲ့ဗင်နီဇွဲလားစစ်တပ်ထက်တင်းငယ်တယ်လို့ဗင်နီဇွဲလားရဲ့စီးရေးဆွမ်းရည်တွေနဲ့ယင်းနေတဲ့ဒင်းအင်းမြစ်6ခုကပြောဆိုထားပါတယ် ရှန်နီတန်ရဲ့ pocket အစီအစဉ်လေးကိုရှန်နီပါတာနဲ့မြန်မာပါတာပါတာနှမျိုးတင်ဆက်ပေးနေပါတယ်။ရှန်နီအတန်ရဲ့တင်ဆောင်းပါးတွေကို www.shannibyte.com နဲ့ www.facebook.com/thebyteofshanny ဆက်မနာဒီမှာတောက်ရောက်နားဆင်လို့ရနေပါပြီ။ရှန်နီတိုင်းသားတွေရဲ့ရိုးရရင်ကျင်းမှုတွေလူနေမှုဘဝတွေလူမှုရေးစီးပွားရေးကိစ္စရပ်တွေကိုတင်တွေ short video တွေအနေနဲ့လဲရှန်နီအတန်ရဲ့ re youtube channel တေရီကန် channel တို့မှာကြည့်ရှုနိုင်ပါတယ်။ ရှန်နီအတိုင်ရဲ့ TikTok မှာလည်းရှန်နီ TV လို့ရိုက်နှိပ်ရှာပြီးတော့ရှန်နီတိုင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုလူနေမှုဘဝတွေကိုကြည့်ရှုလို့ရနေပါပြီ။အခုလိုအပင်းနာဆင်ခဲ့ကြတဲ့အတွက်ရှန်နီအတန်ဝိုင်းဒေါ်တာတွေကအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ငင်းကြုံတယောက်ခါကြောင်